ဇာတ်ပြန်ဆလိုက်အောင်ဇာတ်ဒါလေးကတော့16ရက်နေ့ကနေပြီးတော့20ရက်နေ့အတွက်ပေါ့နော်ဆရာအာမကန်ပတ်တီလေးဖြစ်ပါတယ်ပေါ့နော်ဆရာတို့အများတန်းခေါ်တဲ့အုံဒီလေးလုံးမူလေးပေါ့နော်အုံဒီလေးလုံးမလေးလုံးဆိုတဲ့မူလေးဖြစ်ပါတယ်ဒီမူလေးနဲ့တူကျွန်တော်တို့မျိုးတွေအားလုံး lucky ဖြစ်တဲ့မူလေးဖြစ်ပါတယ်ဗျာနော် lucky ဖြစ်တဲ့မူလေးဖြစ်ပါတယ်ဆရာတို့ဒါလေးဒီပါလေဆိုတပတ်တော်တော်မှာ၄ချိန်ကြာတဲ့ကဏ္ဍဒီနောက်ဘက်မှာပါလေမပြောက်ပတ်တီဟုတ်လား တပတ်တော့တော့မှဗတဲ့ချင်းကြရင်လေ၄ချင်းကြတဲ့ခဏတည်းနောက်ပတ်မှမပြောက်ပတ်ဒီပါတယ်ဗျเนาะအဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးဒီဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးเนาะကျွန်တော်မျိုးတွေကဆရာတင်ပေးထားတဲ့ကလင်နာလေးနဲ့စစ်ကြည့်ရမှာပေါ့เนาะဆရာပေးထားတဲ့ကလင်နာလေးနဲ့ကျွန်တော်မျိုးတွေဒီစစ်ကြည့်ရမှာပေါ့เนาะကျွန်တော်တို့ကြည့်ရအောင်ဆရာတို့ဒီမှာ6ဒီเนาะကြာဒီမှာတစ်လုံးနှလုံးသုံးလုံး၄လုံး6ဒီ၄လုံးကြာခဲ့တဲ့အတွက်ကြောင့်မလို့6ဒီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့68ဆိုပြီးတော့ဆင်းပေးပါတယ် ဆရာဒီမှာတုံညာဒီတစ်လုံးနှလုံးသုံးလုံးလေးလုံးတုံညာဒီလေးလုံးကြားခဲ့တဲ့အတွက်ကြောင့်မတုံညာဒီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့30ဆိုပြီးတော့ဆင်းပေးခဲ့ပါတယ်ရှစ်ဒီတစ်လုံးနှလုံးသုံးလုံးလေးလုံးရှစ်ဒီလေးလုံးကြားခဲ့တဲ့အတွက်ကြောင့်မလို့အုံဒီလေးလုံးမူရရှစ်ဒီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့နှစ်ရှစ်ဆိုပြီးတော့ဆင်းပေးခဲ့ပါတယ်ဗျာတော့ဆရာတို့ဒီမှာ5ဒီတစ်လုံးနှလုံးနှလုံးသုံးလုံးလေးလုံးကြာတယ်လို့ခွန်ဒီလည်းတစ်လုံးနှလုံးသုံးလုံးလေးလုံးကြာခဲ့တယ်။ဒါကြောင့်မို့ငါးခွန်ဒီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့ဒီမဲ့ခွန်ဒီလည်းဆင်းတယ်ငါးတွေလည်းဆင်းပါတယ်။ ဆက်လက်ပြီးတော့ကြည့်အောင်ဆရာတို့ဒီမှာတစ်တီတစ်လုံးနှလုံးသုံးလုံးလေးလုံးတစ်တီလေးလုံးကြားခဲ့တဲ့အတွက်ကြောင့်မလို့အုံဒီလေးလုံးမူရာတစ်တီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့၁၅ဆိုပြီးဆင်းပေးခဲ့ပါဆရာတို့၆တီတစ်လုံးနှလုံးသုံးလုံးလေးလုံး၆တီလေးလုံးကြားခဲ့တဲ့အတွက်ကြောင့်မလို့၆တီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့ဆရာတို့ဒီမှာ၉၆ဆိုပြီးဆင်းပေးခဲ့ပါဆရာတို့ဒီမှာ၈တီတစ်လုံးနှလုံးသုံးလုံးလေးလုံး၈တီလေးလုံးကြားခဲ့တဲ့အတွက်ကြောင့်မလို့၈တီနောက်ပတ်မှာမပြောက်ပတ်ဒီပါတဲ့ဆရာတို့ဒီမှာ၈၃ဆိုပြီးဆင်းပေးခဲ့ပါ 6တီတစ်လုံးနှလုံးသုံးလုံး၄လုံး6တီ၄လုံးကြားခဲ့တဲ့အတွက်ကြောင့်မ6တီနောက်ပတ်မှာမပြောက်ပတ်တီးပါတယ်ဆိုတော့ဒီမှာခွန်6ဆိုပြီးဆင်းပေးခဲ့ပါကျတော့ဒီမှာလည်းပဲခွန်တီတနော်နှစ်တလုံးနှလုံးသုံးလုံးလေးလုံးခွန်တီလေးလုံးကြားခဲ့တဲ့ကြောင့်ခွန်တီနောက်ပတ်မှာမပြောက်ပတ်တီးပါတဲ့ဒီမဲ့ခွန်9ဆိုပြီးဆင်းပေးရပါကျတော့ဒီမှာ6တီတလုံးနှလုံးသုံးလုံးလေးလုံး6တီလေးလုံးကြားခဲ့တဲ့အတွက်ကြောင့်6တီနောက်ပတ်မှာမပြောက်ပတ်တီးပါတဲ့ဒီမဲ့6တလုံးဆင်းပေးရပါ ဒီမှာလည်းပဲ6ဒီ3လုံး4လုံး3လုံး4လုံး6ဒီ4လုံးကြားခဲ့တဲ့အတွက်ကြောင့်မလို့6ဒီနောက်ဘက်မှာမပြောက်ပတ်သေးပါတဲ့ဆရာတို့ဒီမှာ4 6ဒီဆင်းပေးခဲ့ပါလားဗျာဆရာတို့ဒီမှာ2ဒီ3လုံး4လုံး3လုံး4လုံး2ទី4လုံးကြားခဲ့တဲ့အတွက်ကြောင့်2ទីနောက်ပတ်မှာမပြောက်ပတ်တီးပါတဲ့ဒီမှာ2 3ဆိုပြီးဆင်းပေးရပါလေဗျ။ဆရာတို့8ទីဒီမှာ3လုံး4လုံး3လုံး4လုံး8ទី4လုံးကြားခဲ့တဲ့အတွက်ကြောင့်မ8ទីနောက်ပတ်မှာမပြောက်ပတ်တီးပါတဲ့ဒီမှာ8 6ဆိုပြီးဆင်းပေးရပါလေ ဆရာတို့ဒီမှာတော့ဗောနော်ဒီမှာတစ်တီတစ်လုံးနှလုံးသုံးလုံးလေးလုံးတစ်တီလေးလုံးကြားခဲ့တဲ့အကြောင်းဒီမှာတစ်တလုံးဆင်းမှာဆိုတော့ဒီမှာတော့သူဒီတစ်တလုံးဆင်းမသွားဘူးသူ့ရဲ့နောက်ရဲ့ကြာမှာတော့မှ၄တစ်ဆိုပြီးလာဆင်းတယ်ဒါပေမဲ့ဆရာတို့ဒါကိုဖောင်းမင်လို့ယူလိုက်မယ်နော်ဘာဖြစ်လို့လဲဒီဖောင်းမင်လို့ယူလိုက်တဲ့အကြောင်းဆရာတို့ပင်မှာလာပြီးတော့ဆရာတို့ ACC ထိုးလို့ရပြီဗောနော်အဲ့တော့ဒီမှာလည်းပဲ6တီတလုံးနှလုံးသုံးလုံးလေးလုံးဖြစ်ခဲ့တဲ့အကြောင်းဆရာတို့ဒီ6ပတ်တီဒီဆရာတို့လုံးလုံးကျုံကျုံထိုးလို့ရတဲ့အာမဂန်ပတ်တီလေးဖြစ်ပါတယ်ဗျဟုတ်လား ဟုတ်လားကျွန်တော်မျိုးတွေခုဆရာရှင်းပြသွားတာနားလေလားနားလေလေဆိုဆရာရဲ့ command အောက်မှာနားလေလေပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ် fine ပဲဖြစ်ဖြစ်မှန်ခဲ့ပြီပါဗျာနော်သူ့ရဲ့မှန်ကန်မှုနေထားတွေရတော့နော်ဆရာတို့တပင်းနှစ်ပင်သုံးပင်လေးပင်ငါးပင်6ပင်8ပင်10ပင်9ပင်10ပင်11 12 13 14 15ပေါ့နော် ဆရာတို့ဒီမှာဆရာဘေးလေးမှာကောင်းเนาะနှုတ်တက်လုပ်ပြထားတာလေးဒီသူဒီ15ပြင်မှာဆရာတို့နောက်ဆုံးတပင်တပင်ပဲပေါင်းထားတယ်ဟုတ်လားအဲ့တော့ကျတော့အခုအချိန်မှာဆရာတို့ဒီ6ပတ်တီးထိုးမဲ့အမျိုးတွေဒီအာမကန်ပတ်တီးလေးနေနဲ့ကျွန်တော်မျိုးတွေဒီစိတ်ချလက်ချလုံးလုံးဂျုံဂျုံထိုးလို့ရပါတယ်ဗျဟုတ်လားဟုတ်လားတော့ဒါကြောင့်မလို့ကျွန်တော်ရဲ့မျိုးတွေအားလုံးအခုဆရာရှင်းပြသွားတာလေးကိုနားလည်လားနားလည်တယ်ဆိုရင်ဆရာရဲ့ comment အောက်မှာနားလည်တယ်ပဲဖြစ်ဖြစ် yes ပဲဖြစ်ဖြစ် fine ပဲဖြစ်ဖြစ်မှတ်ငယ်ပေးပါဗျာနော်ဟုတ်ကဲ့ပါပြီးတော့ဆရာရဲ့မိသားစုဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မျိုးတွေဒီ ဆရာရဲ့ဒီ Viber ဖုန်းနံပါတ်နော် Viber ဖုန်းနံပါတ်ကနေပြီးတော့မိသားစုဖုံးဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါနော်စာပို့ပေးလိုက်ပါငွေလဲဖုန်းကတော့ဒီဖုန်းတစ်လုံးနဲ့ပဲ Member ဝင်တဲ့သူတိုင်းကတော့ငွေလဲဆက်လက်တော့ပေးပို့ပေးရမယ်ငွေလဲဆက်လက်မပေးပို့လို့မရဘူးနော်ရမှာတော့၄လုံးခွေ၃လုံးခွေမွေးကန်းနဲ့ပတ်တီးရမှာပေါ့နော်ဆရာတို့ဒါဒါလေးကတော့ဆရာတို့အရင်ပတ်တော့မှာပေါ့နော်ဆရာတို့ဒီအရမှာဒီ၄လုံးခွေ၃လုံးခွေနော်၄လုံးခွေမှာဆိုလဲဆရာဒီလိုလေး38 8 3 5 5တွေထွက်တယ်၃လုံးခွေမှာဆိုလဲ38 83ဆိုပြီးတော့ဆရာတို့ထွက်တယ် ီးတော့ကျတော့ဆရာတို့ဒီမှာမွေးကန်းနဲ့သုံးပတ်ပြီးမှဆိုရင်လည်းဆရာတို့ဒီ30နော်3ညတက်ပြီး2 3တွေလည်းထွက်တယ်သုံးပတ်ပြီးတွေလည်းထွက်တယ်ဟုတ်လားဆရာတို့ဒီညနေမှဆိုရင်လည်းဆရာတို့အပိတ်နေမှဆိုရင်လည်းတကွာကောင်း3ညတက်နေအောင်ခဲ့တယ်နော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးဒီမိသားစုဖွဲ့ဝင်မယ်ဆိုရင်တော့ကျွန်တော်မျိုးတွေဆရာရဲ့ဒီ Viber ဖုန်းနံပါတ်ကိုနော်ကျွန်တော်ရဲ့မျိုးတွေကဒီလိုမျိုးငွေလဲပြေတာပြီးပို့ရမှာ နော်ဒီလိုမျိုးငွေလဲပြေတာပြေးပို့လိုက်ငွေလဲပြေတာပြေးပို့တဲ့အခါမှာဆိုရင်ဆရာကဒီကနေပြီးတော့ channel link လေးပေးလိုက်မှာနော်ကျွန်တော်မျိုးဒီဒီက channel link ရဲ့အပြာရောင်လေးတဲ့ကိုဝင်ရမှာပေါ့နော်ဝင်ပြီးတော့ဆရာရဲ့ဒီထဲရောက်သွားပြီဆိုတဲ့အချိန်ကြတော့မှကျွန်တော်မျိုးဒီဒီထဲမှာဝင်ကြည့်ရမှာဖြစ်ပါတယ်နော်ဝင်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ကြဆရာဒီမှာလည်းပဲတော့မိသားစုဖွဲ့ဝင်ကတ်တွေကိုဆရာတနင်္ဂနွေနေ့ည8:00နာရီမှာဆုံဆုံလင်းလင်းတင်ပြီးသွားမှာပဲဆိုပြီးဆရာတင်ပြီးထားပါတယ်ဟုတ်လားဟုတ်လားတော့အဲ့ဒါဆိုရင်တော့ကျွန်တော်မျိုးတွေကလုံးမယ်နားလည်မယ်လို့เนาะ ဆရာယုံကြည်ပါတယ်အဲ့တော့ကြတော့เนาะဒီစင်မီသားစုဖွဲ့ဝင်မယ်ဆိုရင်เนาะဆရာစီကိုဆက်သွယ်လိုက်เนาะအားလုံးပဲဆရာတို့နောက်ထပ်အမူလေးတွေနဲ့တူပြန်တွေ့မယ်เนาะအားလုံးပဲเนาะဘာပဲဘဲပါရင်เนาะ